ထမ်းမြတ်သူနဲ့ညံဖင်းသူထမ်းမြတ်သူကနားထောင်ကောင်းသူတူဖြစ်တယ်။ညံဖင်းသူကတော့မပြက်ညီးတွားတိုင်တန်းတယ်။ထမ်းမြတ်သူကတင်းလျော်တဲ့အချိန်မှာတုံးအခြင်းအောင်စောင့်တယ်။ညံဖင်းသူကတော့ဘယ်အချိန်ဖြစ်ဖြစ်ကိုကိုကိုထမ်းမြတ်သူလှုပ်ပြီးတော့ဂုံဖော့တယ်။ထမ်းမြတ်သူကဘဝရဲ့အသေးစိတ်အချက်လက်တွေကိုမှတ်သားတယ်။ညံဖင်းသူကတစ်ဖက်သားရဲ့အားနည်းချက်တိုင်းကိုမှတ်သားတယ်။ထမ်းမြတ်သူကကိုကိုကိုဟာသားလှုပ်တယ်။ညံဖင်းသူကတစ်ဖက်သားကိုဟာသားလှုပ်တယ်။ထမ်းမြတ်တဲ့သူကစင်းရဲနွမ်းပါးချိန်မှလည်းအင်နော်ရီထိမ့်နိုင်တယ်။ ညံပြင်းသူကချမ်းသာကြွယ်ဝချိန်မှာဝင့်ကြွားဂုံမောက်ထမ်းမြတ်သူကအချစ်ဆုံးရှုံးသွားရင်လေကိုကိုတိုင်းမဆုံးရှုံးအောင်နေတယ်ညံပြင်းသူကတော့အချစ်ဆုံးရှုံးမဆုံးရှုံးလေကိုကိုကိုအမြဲတမ်းဆုံးရှုံးနေထမ်းမြတ်သူကမကောင်းတဲ့အတိတ်ကိုလက်လွတ်ပြီးတော့ရှေ့ကိုခရီးဆက်တယ်ညံပြင်းသူကအတိတ်မှာတင်နေပြီးတော့အနာဂတ်ကိုလစ်လူရှုတယ်ထမ်းမြတ်သူကတခြားသူရဲ့အစွမ်းစောက်ကိုအောက်ကျသိမ်းယူတယ်ညံပြင်းသူကတော့တခြားသူရဲ့ရှေ့မှာကို့အစွမ်းစောက်ကိုကြွားဝါတယ်ထမ်းမြတ်တဲ့သူကသိမ်းယူဖို့ရာအာတန်တယ် ကိုလောက်မသိတဲ့သူစီကနေလဲတင်ယူဖို့ဝင်မလေးဘူးညံဖြင်းတဲ့သူကလူတွေနဲ့အမျက်ညင်းခုန်တယ်ကိုလောက်မသိတဲ့သူနဲ့လဲညင်းခုန်ရန်ဖြစ်ထမြက်တဲ့သူကပေးဆက်ဖို့နားလဲတယ်ညံဖြင်းတဲ့သူကရယူဖို့ကြံ့တယ်ထမြက်တဲ့သူကအရှုံးနဲ့အတွေ့အကြုံသင်ငန်းစာကိုယူတယ်ညံဖြင်းတဲ့သူကတော့အရှုံးနဲ့ကနေကိုကိုကိုလက်လွတ်ဆုံးရှုံးတယ်ထမြက်တဲ့သူကကိုစိတ်ကူးအိမ်မက်တွေအကောင့်ထဲမပေါ်မချင်းကြံ့ကြံ့ခံတယ်ညံဖြင်းတဲ့သူကတော့ဘာလို့လို့ဇွဲလုံးလာမရှိဘူးထမြက်တဲ့သူကတော့ဘယ်အချိန်အားစတင်ရမယ်ဘယ်အချိန်မှစွန့်လွတ်ရမယ်ဆိုတာကိုသိတယ် ညံပြင်းတဲ့သူကတော့မရေမရာချိန်မှာပဲစတင်ပြီးတော့ဘယ်အချိန်မှဆုံးလို့ရမယ်ဆိုတာနားမလည်ဘူးထမ်းမြက်တဲ့သူကမွေးရပါပါဏမီတစ်ဝက်ရှိလဲကြံတစ်ဝက်ကိုကျင့်ယူရတယ်ဆိုတာကိုနားလေညံပြင်းတဲ့သူကတော့မွေးရပါပါဏမီရှိလဲနောက်ပိုင်းမှာတုံးအညံပြင်းသွားအောင်လို့လဲကျင့်တတ်တယ်